တို့ပေါ့နော်ဆိုရှယ်မှာခြားမပြခဲ့ကြရအောင်အဲဘို့တို့သမီးရန်ဖြင့်ကန့်လန့်ခဲ့တာပေါ့နော်ပြည်သက်တွေလည်းမသိသေးဘူးအဲ့ကြောင့်လည်းစစီစဉ်ကြရအောင်ပေါ့နော်အဲ့လိုကိုယ်တွေသိခဲ့ရတာပေါ့ပျော်တယ်အဲ့လိုမျိုးလေတကယ်ချစ်တဲ့ဒီအတွဲလေးတွေတကယ်တယောက်တစ်ယောက်ချစ်ချင်းမေတ္တာလေးတွေမြင်ရခြင်းပါတို့နဲ့တကယ်ထပ်တူပျော်တယ် သူတို့နဲ့ထပ်တူပီတိလေးဖြစ်ရတာပေါ့နော်အဲ့တော့ချစ်နေကြလေးဆိုလို့ရှင်အရန်ဝမ်းသာတယ်လို့သင်သမီးစဖြစ်ခဲ့တဲ့အရန်လေးလိုက်လုံးနေသလိုပဲလူတကာဆောင်းဆောင်းဟာတရားဝီတရားပွဲတိုင်းမှာအရန်ပါတယ်အရန်ပါလိုက်ပန်းချစ်ပါလိုက်အဲ့လိုမျိုးပေါ့နော် တို့ပေါ့နော်ဆိုရှယ်မှာခြားမပြခင်ကလေးอ่ะအဲဘို့တို့သမီးရန်ဖြင့်ကန်လန်းခဲ့တာပေါ့နော်အဲ့တော့ကလေးကကိုက ဒီထတ်တူဝမ်းသာပျော်ရွှင်ပြီးတော့ဒါပါဝင်အဖြစ်ရဲ့သဘောပါပဲရှင်ဟုတ်အစိုးပြကိုယ်တိုင်ဖုန်းဆက်ပြီးတော့လေကြာပြီလွန်ခဲ့ပနလလဲတော်တော်ကြာပြီအဲ့ကလေးကသူတို့စပြီးတော့ပေါ့နော်ပြိတ္တတွေလည်းမသိသေးဘူးအဲ့တုန်းကစဆီစဉ်ကလေးရပေါ့နော်အဲ့လိုကိုယ်တွေတီးခဲ့ရပေါ့အဲ့အဲ့တော့တော့မမေးလိုက်ဘူးပေါ့နော်ကိုကတော့ဘာအနေနေတာကိုလူပညာလောကမောင်နှမတွေဖြစ်တဲ့အတွက်အဲထတ်တူပြောမယ်ဝင်းရံမယ်ပါဝင်အဖြစ်မယ်အဲ့လိုပဲပေါ့တွေ့ထားဟုတ်တယ်ဒီရက်လေးကိုတော့တည်တည်ကြကြအိုက်ပေါ်ဒီရှူတင်နေပါတယ်အစားတေချာပြောပြီး 我哋大家。 ောက်အစကလေးကတော့ဒီအရန်လုတ်ပြီးဖို့ပဲကန်လန်ခဲ့တာဆိုတော့လေအဲ့ခရေအရန်လုတ်ဖို့တည်ခဲ့ပျော်တယ်အဲ့လိုမျိုးလေတကယ်ချစ်တဲ့ဒီအတွဲလေးတွေတကယ်တယောက်တစ်ယောက်ချစ်ချင်းမြတ်တာလေးတွေမြင်ရခြင်းပါသူတို့နဲ့တကယ်ထပ်တူပျော်သူတို့နဲ့ထပ်တူပီတိလေးတွေဖြစ်ရတာပေါ့နော်အဲ့လိုချစ်နေကြတာလေးတွေဆိုလို့ရှိရင်အရန်ဝတ်တာအဲ့လိုအမ်ဒီနေ့လားဒီနေ့ဆိုလို့ရှိရင်အဲ့လိုပဲဘိုးတို့မနေ့ခရေရပေါ့ခုဆိုအားလုံးပေါ့နော်ဒီဟာမနေ့ပိုင်းပွဲဆိုတော့လေအားလုံး ေါ့ဆော့ဆော့စစ်စစ်ထားပြီးတော့ပြင်ကျဆင်းကြပေါ့ပြောစရာကြီးအုပ်စုလိုက်ကြည့်အောင်အဲမိတ်ကက်နဲ့စပင်လေးကတော့မိတ်ကက်အဲအဲပါအဲဒီဝတ်စားလေးကတော့ဒီဇိုင်နာမန်လေးကပိုင်ကိုပိုင်ပေါ့နော်လဝိရနာကထိတ်တန်းရွှေပြည်တင်တယ်လား အခုဆိုတို့သမီးတို့တော့ကြည့်ရတဲ့အချိန်မှာလေအရန်ပြော်တယ်တို့ထထူဒီပေါ်နော်အရန်လဲလို့မျိုးတို့လည်းရင်ခုန်နေမှဆိုတော့လေအခုဆိုပွဲကြီးရလဲစစ်စစ်ကကားနဲ့အားလုံးကချစ်ကြတာကိုနှစ်ယောက်လုံးချစ်ကြရတွေ့လာပြီးတော့လာကြရတွေ့တော့ထထူပါပဲဟုတ်ကြာလိုက်မင်းသမီးစားဖြစ်ကြတယ်အရင်လေးလိုက်လုံနေသလိုပဲလူတကဆောင်းဆောင်းဟာတရားဝီတရားပွဲတိုင်းမှာအရင်ပါတယ်အရင်ပါလိုက်ပန်းချစ်ပါလိုက်အဲ့လိုမျိုးပေါ့နော် ကိုလေးကလိုပါသေးတယ်။အဲဒီထက်မကဟိုအမင်းအောင်ပါပါစေချစ်ချင်းမြတ်တိုင်းနဲ့အဲဒီထက်ပို့ပြီးတော့တာယာတဲ့အေးမြတဲ့အိမ်အောင်ရင်းလေးကိုထူထောင်နိုင်ပါစေတဲ့ဆုတောင်းပေးပါရရှင်။ချစ်စုပါ